အရာဝတ္တန်ဒေတာကြီးရန်ကုန်ပသိမ်လန်းဟာမာယာပြင်95မိုင်6ဖာလုံးရှိတဲ့လမ်းဖြစ်ပါတယ်။ရန်ကုန်ပသိမ်လန်းမှာတက်ဆိုင်ရာလမ်းပိုက်အလိုက်လုံဦးစီးဌာနကတာဝန်ယူဆောင်ရွက်တဲ့အဖွဲ့များကလမ်းပြင်ဆင်ထိန်းသိမ်းခြင်းအစစ်မြစ်တင်ခြင်းထပ်ပေါ်လာခင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိတာပဲဖြစ်ပါတယ်။လက်ရှိဆောင်ရွက်နေတဲ့အနေအထားကတော့ကျွန်တော်တို့မိုးလင်းကာလမှာပျက်စီးသွားတဲ့လမ်းပိုင်းတွေမှာကတ္တရာလောင်းပါထေးခြင်းလုပ်ငန်းနောက်ပြီးတော့ဒီကျွန်တော်တို့ကတ္တရာထပ်ပေါ်လာခင်းခြင်းလုပ်ငန်းတွေဆောင်ရွက်နေပါခင်ဗျာ။လက်ရှိကတော့ကျွန်တော်တို့အလုပ်သမားအဖွဲ့၄ဖွဲ့ တွင်80ခန်းနဲ့ကျွန်တော်ဆောင်ရွက်နေပါပြီနော်တော်ဝင်မှုအနေနဲ့ကတော့ကျွန်တော်တို့ဒီရန်ကုန်ကနေအသိန်း6000ဝန်းဆောင် quarantine ဒီနေရာတွေကို follow ကြပါမယ်နော်ကျွန်တော် area တိုင်းဒေတာကြီးကမိုးမြိုင်ဒေတာလည်းဖြစ်တယ်နောက်ပြီးတော့လက်ရှိမှာဆိုရင်ဒီဝန်ကြီးဝန်လေးရင်တွေဖြစ်တယ်22ဘိန်းကျွဲကားတွေကလည်းအားလုံးသွားလာနေတာဖြစ်တဲ့အတွက်အပြည့်စုံမှုတွေကလည်းပို့ပြီးတော့ဖြစ်ပေါ်ခဲ့ပါတယ်အဲ့ဒီပေါ်တဲ့အပေါ်မှာလည်းကျွန်တော်တို့ဒီ synergize ပြုပြင်ထိန်းသိမ်းမှုတွေကို area တိုင်းဒေတာကြီးစောအဖွဲ့ဝန်ကြီးချုပ်ရဲ့အကြံကြံမှုနဲ့ ဟိုနောင်စီဌာနရုံးချုပ်နေဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ လက်ညှိုချက်တွေနဲ့အရင်ကျွန်တော်တို့ဆောင်ရွက်နေပါတယ်ခင်ဗျာခွန်လင်းကာလာရောက်တဲ့အချိန်မှာလည်းကျွန်တော်တို့ဒီလမ်းပြည့်စုံမှုတွေအများဆုံးချော့မွေအောင်ပြန်တော်လာမှုတွေအဆင်ပြေအောင်လို့အတွက်အများဆုံးလမ်းတွေအဆင်ပြေချော့မွေအောင်ဆောင်ရွက်ပြရရှိပါတယ်ခင်ဗျာအကြောင်းကိုမျိုးနဲ့အနေနဲ့ကျွန်တော်တို့ဒီမိုးရာတီတောက်လျှောက်ကိုဟိုလမ်းတော်ရင်သွန်းလာမှုများပြားတဲ့အတွက်ကြောင့်မလို့လမ်းပေါက်တွေအဖြစ်ပွားခဲ့ပါတယ်အဲဒီမှာလည်းကျွန်တော်တို့ဒီမိုးရာတီတစ်လျှောက်ကိုလမ်းပေါက်တွေဖာထေးခြင်းရေမြောင်းတွေဖောက်ခြင်းနဲ့ပြင်တာမှပြင်တင်ထိန်းထိန်းချင်းလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ခဲ့ပါတယ်ခင်ဗျာအခုနေပွင့်လာပြီးတော့မှရာတီဥတုကောင်းမွန်လာတဲ့အခါမှာတိုင်းတာရေဆိုးရအဖွဲ့ဝန်ကြီးချုပ်ကြီးရဲ့လမ်းညွှန်ချက်နဲ့အတူကျွန်တော် ော်ဒီတိုင်းဟိုလောင်းစီဌာနရုံချိုးရဲ့ဦးဆောင်မှုညွှန်ကြားမှုရဲ့အောက်မှာကျွန်တော်တို့ဒီလမ်းဟိုအစီအမေချိုးမွေအောင်ဒီတခီရောပြည်သူများ ချုံမေးစွာတောလာနိုင်ရတဲ့အတွက်ကရီယာကျူလောင်းဖာတေးချင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ AR တိုင်းဒေတာကြီးအနေနဲ့ကတော့ကျွန်တော်တို့ဒီမိုးများတဲ့ဒေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကတိယာလမ်းထဲမှာလမ်းပေါက်တွေဖြစ်ပေါ်မှုပုံမျိုးများပြားပါတယ်ခင်ဗျအဲ့အပြင်ကိုကျွန်တော်တို့ဒီရန်ကုန်ပတိလမ်းကလမ်းအရင်တောလာမှုများပြားတဲ့အတွက်ကြောင့်မလို့လမ်းပြတ်စီမှုကပိုပြီးများပါတယ်ခင်ဗျပြီးခဲ့တဲ့နှစ်မှာတော့ကျွန်တော်တို့ဒီမိုးများပိုမိုးများပြီးတော့မှကျွန်တော်တောက်လျှောက်လမ်းပြတ်စီမှုများပြားပါတယ်ခင်ဗျဒီနှစ်မှာကတော့ကျွန်တော်တို့ဒီအစိုးရဖွဲ့ဝန်ကြီးချုပ်ကြီးရဲ့လမ်းညွှန်ချက်နဲ့အတူကျွန်တော်တို့တောက်လျှောက်ကိုလမ်းပြတ်စီထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်နေတဲ့အတွက်ကြောင့် မလို့ဒီနေ့တိုင်းအပိုင်းမှာတော့နာမည်စီမှုနေပါပါတယ်ကျွန်တော်ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်ဗျပွင့်လင်းရာသီမှာရာဗဒိုင်းဒေသကြီးရဲ့အထင်ကရနေရာများဖြစ်တဲ့ချောင်းသာငွေဆောင်ခွရန်ကြီးရွှေတောင်ရန်စတဲ့ကန့်ချစ်ဒေသများစံတော်ရှင်မြမော်ရင်စွန်းဖျားကိုလာရောက်ဖူးမြော်ကြတဲ့ခီးသွွားပြည်သူများဟာရန်ကုန်ပဒိန်လန်းကိုအသွင်ပြုတ်သွားလာရတာဖြစ်ပြီးလမ်းစင်မြစ်တင်ဆောင်ရွက်ပြီးတဲ့အတွက်ခီးသွွားပြည်သူများအဆင်ပြေချုံးဝေစွာသွားလာနိုင်တယ်လို့သိရပါတယ်ကျွန်တော်ချောင်းသာဆွေတောင်ရန်ကန့်ချစ်ပုဂ္ဂလကျွန်း အာခီးစဉ်ကတော့ခါတိုင်းနှစ်တည်းထတ်တော့အလန်းကတော့မဆိုးပါဘူးခါတိုင်းနှစ်တည်းဆိုကြောင်ကြိုင်ကြီးတွေပေါ့နော်ဒါကပြေသွားတယ်ဒါပေမဲ့မိုးတွင်ရောက်လိုက်အလန်းကတော့ပြင်ပြက်တော့ပေါ့နော်ပတိန်မျိုးဝင်ကတော့လုံးဝအဲ့လိုပြောအာလမ်းကအကျယ်ကြီးဆိုတော့အရန်ကောင်းသွားတယ်ကန်းချေကဟောက်ပါတယ်ကန်းချေကတကယ်လို့ဘယ်လိုပြမလဲစိတ်အပန်းဖြေဖို့ပေါ့နော်ကန်းချေလေကောင်းလေးတတ်နေရတယ်ကန်းချေသွားရောက်ချင်းကကျမကြီးအတွက်လည်းအရန်ပဲ ောင်းပါတယ်ဆိုတော့လည်းတော့လေးသားကတော့ဘယ်လိုမျိုးလဲဒီကတော့ဝေးကံတော့လည်းများတဲ့ခါကျတော့ပေါက်ကြပါပြီအဲ့တိုက်ကြည့်နေတဲ့ခါမျိုးရှိတဲ့ခါတော့လေတာကြီးပြည့်ပြီးတော့တော့မရှိပါဘူး။ဘူးလည်းတော်တော်များများလက်ပြောင်းသွားတယ်။ဒါနဲ့မှလည်းဖြက်ဖြက်ဖြက်ဒီမှာလည်းဘူးဒီလိုမျိုးလည်းဒါနဲ့တိုက်ကြည့်နေတာများရှိတယ်။ဒါကတော့နေရာတိုင်းလိုလည်းတော့ငတ်ပြောင်းတယ်။အဲ့ဒါကိုကျွန်တော်ကတော့မဲလောက်ကြီးတော့တိုက်ကြည့်တယ်။ဘူးများလည်းဘူးရှိရတယ်ပြီးတော့မှာ။ ်ပုဒိန်လန်းတော့ဒီနေ့ကတော့ခရိုင်းယူနစ်ထဲဆိုင်နေတဲ့လမ်းပြည့်စည်ရနေတဲ့တက်တာလေလာမင်းကမင်းကတော့တော့ဘိုးလေးများလာလဲပါတယ်လမ်းတားချိုင်းနေဒီနေ့ကအဲ့လောက်တော့မဖြစ်ဘူးဘိုးလာပိုင်းတော့တရားလမ်းတောက်လျှောက်သလိုလုပ်နေကြတာတော့ဒီကဘူးပြည့်စည်ဒီဆရာပိုင်းစီစဉ်တောက်လျှောက်ကောင်းတယ်တော်တော်များလည်းတိုင်းတောင်းတယ်ဒီဝင်တော့ကောင်းပါလေလမ်းတော့ဘုံလမ်းတော့ကတ်ကြိုက်ခင်းတာဆိုတော့ရှေးကြီးနေတော့တောက်ချဆိုရင်တော့ပုံကြီးစင်ပြီးတော့ကျွန်တော်လည်းအကုန်လုံး သွားရင်လာရေးပို့ပြီးတော့မြန်ဆန်သွားတာပေါ့အခုတည်းဒီမဲ့ကစပေါ့ဆက်ပြီးသွားကြတာပေါ့ဒီသတင်းကိုပသိမ်သတင်းဌာနဝယ်ကပြုပို့ထားပါရရှင်